ကရင်ပြည်နယ်ကော့ကရိတ်မြို့မြောက်ဘက်ပိုင်းနဲ့ကျုံတူးကော့ကရိတ်အာရှလမ်းလျှောက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်မွန်ပြည်နယ်မော်မြေမြို့ထံလာရောက်ဆစ်ဆောင်လူတွေများလာတယ်လို့စစ်ပေးဆောင်ရေးကုညီညီသူတွေကတန်လွင်တိုင်းကိုပြောပါရယ်ကော့ကရိတ်တိုက်ပွဲတွေဟာပြီးခဲ့တဲ့ဒီကြံကြာနေ့ကစပြီးကရင်မြို့သားလူမျိုးရေးတက်မတော် KNL ဦးဆောင်တွေဒေါ်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီတပ်တွေကြားနေ့စဉ်ဒီပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်နှစ်ဖက်တိုက်ပွဲတွေအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ကော့ကရိတ်မြို့နယ်အတွင်းရှိ ကန်းနီတရက်တော့ရေပူစားတဲ့ကျွရတွေပြီးကျွရပေါင်းဆေးရတဲ့မင်းကဒေသခံပြည်သူထောင်နဲ့ရှိစစ်ဆောင်နေရတာပါစစ်ပေးဆောင်ရေကူညီနေသူတို့ကတော့မော်လမြိုင်ကိုရောက်ရှိလာတဲ့စစ်ဆောင်တွေဟာနိစ္စရာရွှေမျိုးနေအိမ်တွေမှာနေထိုင်တာရှိတယ်လို့ပုံကြီးကျောင်းတွေမှာနေထိုင်တာရှိပြီးလက်တလောစားနေခါလိုအပ်ချက်ရှိတယ်လို့ပြောပါတယ်မော်လမြိုင်ကတော့တော်တော်ကြီးအဲ့ဒီနန်းကြီးဆိုတာတချို့ကြတော့သူ့စီမျိုးကြီးအိမ်ဘက်ကိုရိဆက်ရပါလေအဲ့တော့တွားကြတာရှိတယ်နောက်ဒီရောသေးဘက်မှာ ဘုံကျောင်းမှာပေါ့အဲ့လိုစုနေတာ150ဝန်းကျင်လောက်ရှိအဲ့လိုပဲလွယ်ချက်ကတော့သူတို့ဒီမှာစစ်ဆောင်လာတော့ဒီမှာဟိုစနေရက်ခါလေးလိုရေပေါ့ဟောဒီကဘယ်လောက်ကြာမလဲပြီးရှိပြီးဖြစ်လာမယ်မသိရတော့နင်းဒါတော့နည်းနည်းဒီပြည်ကြာတစ်ခုပေါ့ဒီမှာလည်းချင်းနေဘယ်လိုမှမသိနေတဲ့ခါတော့ဒီချီလွယ်ချက်ကအရင်းကြီးရှိနေမှာပေါ့စစ်ပေးဆောင်သူတွေကိုတော့စစ်ပေးဆောင်ရေးကူညီနေသူတွေကစာနေဃာတွေထောက်ပံ့ပေးတာရှိပြီးစစ်ပေးဆောင်သူဥယျာဉ်များလာတဲ့မြအခြေခံစားတောက်ကုန်စေဝါတွေလည်း လိုအပ်မှုရှိလာမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်လက်ရှိမှာလည်းနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပါဝင်ဒရုန်းတွေနဲ့ပါကြီးရွာတွေကိုတိုက်ခိုက်နေတာကြောင့်စစ်ပေးရှောင်တွေထတ်တိုးလာနိုင်တဲ့အခြေအနေရှိတယ်လို့စစ်ပေးရှောင်ကြီးကုညီနေသူတွေကပြောကြပါတယ်တိုက်ပွဲတွင်စစ်ကောင်စီရဲ့လေရင်ဘုံကျဲတာလက်နက်ကြီးပစ်ခတ်တာပြီးဒရုန်းတိုက်ခိုက်မှုတွေကြောင့်ကြံကာလအတွင်းကြီးရွာနေဒေသခံပြည်သူ20နီးပါးသေဆုံးခဲ့တယ်လို့ 22ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာရဲသတင်းမီဒီယာကဆိုပါတယ်။ကင်မြူသားစီယုံ KNU ဘိုးကလည်းပြည်ပြည်နဲ့နေရာအနှံ့ပြားမှာတိုက်ပွဲပြင်းထန်တာဖြစ်ပွားနေတဲ့အတွက်ပြည်သူလူထုအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေတာတွေကိုအရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာတာတွေမပြုလုပ်ဖို့ဧပြီ16ရက်နေ့မှာသတိပေးထုတ်ပြန်ပါတယ်။